နောက်ပိုင်းကတော့သူနဲ့လဲအာလက်တွဲပြီးပြီဆိုတော့လေအဲ့ဒါတော့ဟိုဒါကတော့ဒီကိုရောက်နေတုန်းလေကိုဝါသနာပါတဲ့အမှုပညာလုပ်တွေလဲအမျိုးသားစီကခွင့်တောင်းပြီးတော့လုပ်တာပေါ့နော်ဒါခုနောက်ပိုင်းကကျွန်မခွင့်ပြုချက်နဲ့ပဲလုပ်ရတာပေါ့နော်ဓာတ်ပုံလေးရိုက်ဖို့ကတချို့ဓာတ်ပုံလေးဆိုလို့ရှိရင်အဲလွန်ခဲ့တဲ့တစ်နှစ်ခွဲလောက်ထဲကပြင်ဆင်ထားတာပေါ့နော်အဲ့ခရေကဟို pre wedding နေကကြိုပြီးတော့ရှိုက်ထားတာဆိုတော့လေ relationship တစ်ခုမှာတစ်ခုခုကိုအဆင်မပြေလို့ရှင်အဒီဘဲနဲ့ငါပြတ်ပြတ်လို့ရတယ်ဒီ relationship ကနေငါရှောင်ထွက်လို့ရတယ်လွတ်လပ်ပေါ်ပါတယ်အဲ married life ကြတော့အဲ့လိုမတူဘူးငါတို့ဒီဟာကိုဘယ်လို fix ဆက်လုပ်ပြီးသွားမလဲဘယ်လို fix လုပ်မလဲပေါ့နော်ဒီ relationship ကိုဘယ်လိုပြန်ညှိရမလဲဆိုတာပဲစဉ်းစားမိရောအဲ့ဒီအတွက်ပိုလေးတက်လာရယ်ပေါ့နော်အမှန်တမ်းပြောရရင်ဒီနေ့တစ်ထိတော့စိတ်လုံခြုံမှုတော့သူအပြေအဝပေးနိုင်ပါတယ်ဘသူတွေဘယ်လိုပဲ ဟိုဒါကတော့ relationship တစ်ခုမှာဆိုရင်ဘယ်သူမှမစိုးဟိုအတိုက်ခိုက်တီးအနှောက်အယှက်တီးပေါ့နော်အစားရှိသဖြင့်အမျိုးစုံပေါ့ကိုရီဆိုရင်ဟိုတရုတ်ဆောင်တွေဖြစ်တဲ့အတွက်ကောလာဟာလာဘောင်းစုံတိုက်ခိုက်နှောက်အယှက်ဘောင်းစုံဆိုတာသူများတွေထက်အပြင်လူတွေထက်ပိုပြီးတော့ဟိုကြားရတာတွေခံစားရတာတွေရှိရပေါ့နော်အဓိကတော့အဲ့ရပေါ့နော် main ကလေးတယောက်ဘဝမှာလိုအပ်တာစိတ်လုံခြုံမှုစိတ်ချမ်းသာမှုအေးချမ်းနေပေါ့နော်သူနဲ့နေရတာလေးကအေးချမ်းနေဥမာကွာဟိုခလုတ်လေးတိုက်သွားတာစာချေသေးလေးကျူးသွားတာအဆုံး အဲနားထောင်ပေးတတ်တဲ့သူမျိုးကမိန်းကလေးရဲ့ဘဝမှာလိုအပ်တယ်။ဟုတ်ကဲ့ဒီနေ့ကမင်းသားစန်းနဲ့ရှင်တင်မှာ Grand Landmark Development ကြော်ညာရိုက်ခွင့်လေးပါရှင့်။အဲနှစ်လကြော်လောက်ရှိပြီ။ဟုတ်ကျော်ပြောင်းတာနဲ့ဒါရှင်တင်နေနော်။ဟုတ်တယ်။ကြော်ညာလေးတွေတော့ရိုက်ဖြစ်နေရဲ့ဟုတ်။အင်း ဟုတ်ဟုတ်ဟိုအဓိကတော့ဟိုအတော်အတော်ပေါ့နော်ခရစ်ရဲ့မိဘလို့ဖြစ်နေရဲ့အတော်နှစ်ယောက်ထဲကတယောက်ဆုံးသွားတဲ့အတွက်ရောနောက်ပြီးတော့ဒီရန်ကုန်မှာလည်းလှုပ်ရှားလေးတွေလည်းရှိနေတဲ့အတွက်ရောပြန်လာတာပါအမှုပညာအလုပ်လေးတွေကဈာထဲမှာတော့မှကားရိုက်တွေလေဟိုဇလန်းတွေရောဇကာရောကားရိုက်တွေခေါ်တာတော့လွတ်သွားတယ်ပေါ့မရိုက်ဖြစ်လိုက်ဘူးပေါ့နော်ဟုတ် ပြီးပါရောင်လေလို့အော်ဒါတော့ဟိုဘက်ဒီဘက်ပေါ့ခုနောက်ပိုင်းကတော့သူနဲ့လဲအာလက်တွဲပြီးပြီဆိုတော့လေအဲ့ဒါတော့ဟိုဒါကတော့ဒီကိုရောက်နေတုန်းလေကိုဘာသနာပါတဲ့အမှုပညာလုပ်တွေလဲအမျိုးသားစီကခွင့်တောင်းပြီးရောလောက်တာပေါ့နော်ဒါခုနောက်ပိုင်းကစမခွင့်ပြုချက်နဲ့ပဲလောက်ရတာပေါ့နော်ဓာတ်ပုံလေးရိုက်ဖို့ကတချို့ဓာတ်ပုံလေးဆိုလို့ရှိရင်အဲလွန်ခဲ့တဲ့တစ်နှစ်ခွဲလောက်ထဲကပြင်ဆင်ထားတာပေါ့နော်အဲ့ခရေကဟို pre wedding နေရကြိုပြီးရိုက်ထားတာဆိုတော့လေ မတရားသေးတဲ့ပုံလေးကြီးလည်းရှိတယ်။အာဘာလို့ဆိုတော့ဒါဟိုကိုဟိုဟိုတလောက်ဆိုရင်လည်းအငလျင်ဘေးတင်သွားတာနဲ့ဘာနဲ့ဆိုတော့လေကိုလည်းဟိုအထိကကိုထပ်ပုံကြီးအရှိမကြီးဘူးလေဒါကြီးကြတော့ကိုအမှတ်တရရိုက်ထားပြီးတင်းထားလို့လည်းရရပါတယ်ဆိုတော့အားလုံးနဲ့တူတူကိုလည်းဝမ်းနေနေရစိတ်မကောင်းဖြစ်နေရဆိုတော့ဒီလိုပုံလေးကြီးကြောင့်မတင်သေးဘူးပေါ့နော်အဓိကပဲ pre wedding နေရရောမာရိုက်ထားတယ်အဲ Venice မာရိုက်ထားတယ်နောက်ပြီးတော့ Paris မာရိုက်ထားတယ် Paris မှာကတော့ဒီဟိုပါ อ propose proposal ဟိုဟာလောက်ခရရပေါ့နော်အဲ့ဒီထဲရရှိုက်ထားတာဟုတ်အဲဘယ်လိုပြောရမလဲဆိုတော့မတူတော့ဘူးပေါ့နော်အခုကတော့ဘယ်လိုပြောမလဲအိမ်တောင်အိမ်တောင်ကြတဲ့အနေထားနဲ့အရင်ကတော့ single ပေါ့ single life နဲ့ married life မတူဘူးဆိုဘာကွာလဲဆိုတော့အရင်တော့ဆိုရင် တခုခုအစိတ်အစင်မပြေတာမျိုးဒါမှမဟုတ်စိတ်ကောက်ကြတာမျိုးအဲအဲ့လိုမျိုးမှာနှစ်ယောက်ကြားထဲမှာကြတော့ဘယ်လိုစဉ်းစားမိလဲဆိုအပေါ်ပေါ်ပါပါဖြစ်တယ်အရှင်တုံးက single life မှာကြာပေါ်ပေါ်ပါပါဖြစ်တယ်ဟာပြီးပြီးပြတ်လဲရတယ်ပေါ့တခုခုကိုစိတ်အဆင်မပြေရင်ကွာ relationship တခုမှာတခုခုကိုအဆင်မပြေလို့ရှင်အဒီဘဲနဲ့ငါပြတ်ပြတ်လို့ရတယ်ဒီ relationship ကနေငါရှောင်ထွက်လို့ရတယ်လွတ်လပ်ပေါ်ပါတယ်အဲ married life ကြာတော့အဲ့လိုမတူဘူး ငါတို့ဒီဟာကိုဘယ်လို fix ဆက်လုပ်ပြီးသွားမလဲဘယ်လို fix လုပ်မလဲပေါ့เนาะဒီ relationship ကိုဘယ်လိုပြန်ညှိရမလဲဆိုတာပဲစဉ်းစားမိရောတယ်အဲ့ဒီအတွက်ပိုလေးတင်လာရယ်ပေါ့เนาะအဲ့မှာတော့ ပို့ပြီးတော့အခုဆိုရင်ကိုရွေ့ပေါ့နော်။ဘာကြောင့်လဲဆိုတော့အဓိကကတော့သူရဲ့စိတ်နေစိတ်ထားပေါ့နော်။ကိုနဲ့ရေရှည်ဘဝခီးလန်းအောင်တူတူရှောင်နှန်းရမယ့်သူတွေဆိုရင်တော့စိတ်နေစိတ်ထားကိုနဲ့တစ်ထပ်သေးကြဖို့လိုတယ်။ပြီးလို့ရှိရင်ကိုဆိုရင်အမှုပညာသမားဖြစ်တဲ့အတွက်ကြောင့်အရာရာပေါ့နော်။ဘေးပဝင်ခြင်းနောက်ပြီးတော့အဆဆအရာရာပေါ့နော်။အမှုပညာသမားကိုလက်တွဲမဲ့သူဆိုတာအဆဆအရာရာနားလည်မှုအဲ့လိုမျိုးပေါ့နော်အဲနောက်ပြီးလို့ရှင်ကောလာဟာလာအဲအစရှိသဖြင့်အကုန်လုံးကိုသူနားလဲပေးနိုင်မလို့လို့ရတယ်ကိုနဲ့တူတူဘလို့ကိစ္စမျိုးကိုမစိုးလက်တွဲပြီးရောပေါ့ ပေါ့နော်ကြော်ဖြတ်နိုင်မှုလို့ရအဲ့ဒီလဲသူ့ကိုပြောပြရဲအမ်အမှန်တမ်းပြောရလေဒီနေ့တည်းထိတော့စိတ်လုံခြုံမှုတော့သူ့အပြေဝပေးနိုင်ပါတယ်ဘသူတွေဘလို့ပဲအော်ဒါကတော့ relationship တစ်ခုမှာဆိုရင်ဘသူမဆိုဟိုအတိုက်ခိုက်တီးအနောက်ရှက်တီးပေါ့နော်အစားရှိသဖြင့်အမျိုးစုံပေါ့ကိုရီဆိုရင်ဟိုတရုတ်ဆောင်တွေဖြစ်တဲ့အတွက်ကောလာဟာလာဘောင်းစုံတိုက်ခိုက်နှောက်ရှက်ဘောင်းစုံဆိုတာသူများတွေထက်အပြင်လူတွေထက်ပို့ပြီးတော့ဟိုကြားရတာတွေခံစားရတာတွေရှိရယ်ပေါ့နော်အဲ့လိုအနေထားမှာသူကိုယ့်ပုံမှာဘလို့ ခက်ခဲပဲရှိရှိဘလို့ဒီခုနပြောသလိုကောလာဟာလာပဲရှိရှိဘာပဲရှိရှိပေါ့နော်ကိုလက်ကလေးဘရောမှသူပြောခဲ့တဲ့စကားရှိတယ်ဒီလက်ကလေးသူဘရောမှဖြုတ်မသွားဘူးပေါ့နော်အဲ့ဒါဒီနေ့ထက်တိတော့ပေးထားတဲ့ဂရီတွေသူတီးပေးနေရပေါ့နော်ဟာဒီနေ့ထိတော့ကန်ကန်ကောင်းပါတယ်ဟာဟုတ်ပါပါလေမောင်လေးစီတီကြောက်ပါဟုတ်ပါပါ အဓိကတော့အဲ့ရပါဘောနော်မိန်းကလေးတယောက်ဘဝမှာလိုအပ်တာစိတ်လုံခြုံမှု စိတ်ချမ်းသာမှုအေးချမ်းနေပေါ့နော်သူနဲ့နေရတာလေးကအေးချမ်းနေဟိုဘယ်လိုပြောမလဲကို့အတွက်လည်းအမြဲတမ်းစဉ်းစားပေးတယ်အစရှိသမြင်ကို့မှာဆိုရင်မိသားစုနဲ့ family နဲ့ပတ်သက်တဲ့ trauma တွေရှိရဲအဲ့လိုဟာမျိုးလေးတွေလည်းအမြဲတမ်းသူက share လုပ်ပေးတယ်ပေါ့နော်နားထောင်ပေးတယ်ခန်းစားပေးတယ်အာအဓိကကို့ဥမာကွာဟိုခလုတ်လေးတိုက်သွားတာစာချေသေးလေးကျိုးသွားတာအဆုံးအဲနားထောင်ပေးတတ်တဲ့သူမျိုးကမိန်းကလေးရဲ့ဘဝမှာလိုအပ်တယ်တကယ်တမ်းကလေး ဟိုမိန်းကလေးတွေကိုဟိုငွေတွေအများကြီးရှိမှပုံအောပြီးပေးထားမှဒါမှမဟုတ်လို့ရှိရင်လည်းတည်မလားပစ္စည်းဥစ္စာတွေ luxury product တွေအဲ့လိုမျိုးတွေပေးမှမဟုတ်ဘူးခုနအမပြောသလိုပေါ့နော်ခလုတ်လေးတိုက်သွားတာအစာပေါ့နော်ခြေသေးလက်သေးလေးကျိုးသွားတာအဆုံးနားထောင်ပေးနိုင်လဲသူကတကယ်လို့အပ်တာလူ main clay တယောက်ရဲ့ဘဝမှာလीအဲ့လိုလေးမိတွဲစရာပခုံးလေးတစ်ဖက်ကလို့အပ်တာပေါ့နော် အဲ့လိုလူမျိုးရှိတယ်ဆိုလို့ရှင်အဆင်ပြေတယ်ပေါ့နော်။ဘွဲရောဒီတိုင်းမှာပဲအားလုံးလဲလုံနေကြတဲ့အတိုင်းပဲဖြစ်မှာပါ။အဲ့လိုမျိုးပေါ့။အထက်ကတော့ဓာတ်ပုံလေးတွေကတော့ခရစ်ကြောင့်မှာဓာတ်ပုံလာလဲခုနပြောသလိုပေါ့နော်။အမျိုးသားကအရင်သူယောက်ျားလေးလည်းဖြစ်တယ်ဓာတ်ပုံလည်းအရင်ရိုက်တက်တဲ့သူစားမျိုးမဟုတ်ဘူး။ကိုနဲ့ကြောင့်ကြာမှာပဲသွားသမျှခရီးကိုသူကအန်အောနဲ့သူဟိုပါပေါ့နော်။ဖိုတိုဂရဖာတွေနဲ့ပဲရိုက်နေရတယ်တဲ့။ကိုကကိုဖုန်းနဲ့အောင်ရိုက်တာမဟုတ်ဘဲနဲ့ကိုကလေ pre wedding အတွက်ရိုက်တာဆိုတော့ professional photographer တွေနဲ့ရွေးရိုက်နေတော့သူအနေချင်းချက်တာပေါ့နော်သူက ID တွေလောက်ပါမှညာဆိုအနေချင်းချက်တယ်အဲ့မျိုးလေးတော့ဖြစ်တာပေါ့ဟုတ်ဟုတ်တယ်။အော်သူသူဘယ်လိုပြောမလဲ။အရန်လဲရိုက်ပေးရဓာတ်ပုံနေဘယ်နေရာသွားသွားလဲကိုကတရုတ်ဆောင်မသိခုနပြောသလိုကွာအနုပညာဝါဒနာပါချစ်တဲ့သူဆိုတော့လေဘယ်နေရာလေးရောက်ရောက်အရိုက်ပေးပါအောင်ဗီဒီယိုရိုက်ပေးပါအောင်ဆိုသူလက်တောင်ညောင်းလေအဲ့လိုမျိုးပြောရယ်ပေါ့နော်။ အသက်ကနှစ်နှစ်ပဲကွာတော့လဲရေဒူလိုဖြစ်နေတော့ဒါပေမဲ့သူကအကိုကြီးလိုဖြစ်နေတာနှစ်နှစ်ပဲကွာတော့လဲအကိုကြီးလိုပဲဖြစ်နေရပါပဲဆုံးမခံရတာဆုံးမအင်းပြပုတ်တွေလည်းတင်ရတယ်ဆုံးလည်းဆုံးမခံရတယ်အဲ့လိုစုခံရတယ်ခဏခဏစုခံရတယ်สุขแค่เอ๊ะไอ้เปลี่ยนรอบจ๋าไปเลยဆိုแล้วสุขแค่อะคือส่วนเนาะถ้าจบอย่างไรอ๋อไอ้ลงๆชုံๆเลยพูดท่าเลยวะเนาะ ။ Navy နေနေဟိုင်ရင်လဲစုခဲရတယ်။အတူတွေဝင်ရင်တော့ဘယ်လိုကိုမရောက်တဲ့အနေထားပေါ့လေ။အဲ့လိုမျိုးပေါ့။သူကမြမဆန်နေ။မြမတော့ဆန်နေ။အဲ့လိုမျိုး။နည်းနည်းလေးဟိုက်ဆိုတော့အမုတ်လေးဟိုဟိုက်တယ်ဆိုတာထက်အတူတွေဆိုတော့သူတော်တော်လုံးဝမိုးမစေခြင်းဘူးပေါ့လေကိုလည်းကို့အမျိုးသားအောင်စိတ်ချမ်းသာအောင်ထားခြင်းတော့လေမိုးဖြစ်ပါအောင်အရင်တော့ကို့အဖေဆိုလဲအတူဝတ်တာမကြိုက်ဘူးလေမကြိုက်ဘူးဆိုတော့မိုးဖြစ်တော့အမ်အဖေနဲ့တူတော့ မျိုးသားပေါ့နော်မိန်းကလေးတွေကဒီအဖေနဲ့တူသောမျိုးသားအောင်ရလို့ရှင်တော့ပို့ပြီးတော့သူတို့ရဲ့ life ကို satisfy ဖြစ်ကြတယ်လို့ကြားဘူးလေကြားလဲကြားဘူးလေကိုကကြတော့အဲ့အဖေနဲ့တူတူတယ်ဆိုတာကသူ့ရဲ့ဟိုပါပေါ့နော်ဟိုဘယ်လိုပြောမလဲ ယာဒီဝင်ပေါ့ခုပြောသလိုဆိုခရစ်ဆိုလို့ရှင် liberal ကွာအဖေကကက်ပရီကွန်အဲသူနဲ့ဆိုရင်ယာဒီဝင်ချင်းတူတယ်နေနန်ချင်းတူတယ်အဲ့လိုမျိုးပေါ့နော်ကက်ပီလေးပေါ့သိရမလားကက်ပရီကွန်လေးတူတယ်အဖေနဲ့အဖေကလည်းကက်ပရီကွန်အဲနေနန်ဘွားချင်းလည်းတူတယ်ဆိုတော့အဲ့နှစ်ခုလည်းနေနေကိုကအဖေချစ်တဲ့သမီးဆိုတော့တော်တော်လေးကိုကျေနပ်နေရောစိတ်ထဲမှာအဲ့လိုမျိုးပေါ့အဖေကကြတော့ stage show တွေပိုင်းသွားဆိုကန်နီးဆိုလို့ရှိရင် အတူတွေအရင်ဝင်မကြိုက်ဘူးဒါပေမဲ့အငယ်တွေကဝစ်ကြရယ်နော်ခုနပြောသလိုမျိုးဟိုခရစ်တို့ family ကတယောက်ကိုတစ်မျိုးစီပေါ့နော်တိုက်ချင်းမတူကြောင်းညီမလေးတွေကတော့ဝစ်တယ်ခရစ်ကကြာထွားတယ် ညီမတွေနဲ့မတူဘူးညီမလေးတွေကပိမိန်တွယ်တွယ်တေးတေးလေးတွေပေါ့တေးတယ်ပေါ့နော်ခရစ်တက်စာလို့ရှိရင်ကိုကကြထွားထွားကြီးဆိုတော့အဖေကသူ့မျက်စိထဲမှာကိုလိုကလန်ဖြစ်နေပုံရတယ်စိတ်ရှိုးတွေသွားဆိုကန်ဒီဆိုလို့ရှိရင်ကိုအဲ့ရောင်အတူလေးရွတ်တာပေါ့နော်အတူလေးပဲအဲတမိသွားလဲလေဒါကြီးကမကောင်းဘူးတမိနဲ့ကြည့်မကောင်းဘူးအမျိုးယောက်ျားလေးတွေကသူတို့မျက်စိထဲမှာတမိဖြစ်စေမိန်းမဖြစ်စေရီးစားဖြစ်စေသူတို့ကအတူမွေးစေခြင်းမူအဟိုက်ကိုမွေးစေခြင်းဆိုသူတို့ကမလာဘူးလောက်ချလိုက်တာမလာဘူးပဲပြောတော့တာတမိဒါကြီးကမလာဘူးတဲ့မလား နော်ကိုရိကိုရိအဖေပဲဖြစ်ဖြစ်အခုအမျိုးသားပဲဖြစ်ဖြစ်အဲ့ရမလာဘူးယူနေမလိုက်ဘူးအမှန်တော့သူတို့စိတ်တယ်မကြိုက်တာကွာသူတို့မကြိုက်တာသူတို့ရဲ့သမီးသူတို့ရဲ့အမျိုးသမီးကိုအတူတူအဟိုက်တွေမွေးစေချင်တာဒါယောက်ျားလေး80%ကအဲ့အဲ့လိုမျိုးပဲဟာသူကလွန်ခဲ့တဲ့တစ်လလောက်တည်းကပြတ်မလာသေးဘူးလားမလာသေးဘူးလားအဲ့နေ့တိုင်းမေးတာသတ်မှတ်ပေးထားသလိုပဲဝယ်ပြီးသွားပြီနှမတ်လည်းဝယ်ပြီးသွားပြီဘယ်နေ့ဝယ်ပေးရမလဲဆိုတာမင်းနေရလွန်ခဲ့တဲ့တစ်လလောက်တည်းက ်ဝေးရနေဆိုတော့ဖားစုလဲဆိုတော့စိတ်မချအောင်ပေါ့တယောက်နဲ့တယောက်ကကိုလဲစိတ်မချပါအောင်သူ့ဆိုတော့လေသူလဲတယောက်တည်းဆိုတော့စိတ်မချအောင်ဟဲ့သူတော့ဒါမြူတာအပြူပေါ့နော်သူလဲပိုင်းနေရရှိတာ เออคริสก็ปกติหมอปกติมิ้งคลีတွေရဲ့အဲ့လိုမျိုးလေးတော့ရှိတာပေါ့เนาะဘယ်သွားလဲပါလဲစိတ်ပူတာပေါ့သူကကြာမျိုးပေါ့เนาะစိတ်ပူတာလည်းရှိရယ်အဲတဝင်းတူတာလည်းတော့ရှိရယ်ပေါ့เนาะအဲ့လိုဘယ်သူတွေဖုန်းဆက်လဲဘာလုပ်နေလဲဘယ်သူနဲ့တွေ့လဲပေါ့เนาะနောက်ပြီးလို့ရှင်စိတ်ပူတာလည်းရှိရယ်စိတ်ပူတာကြာသူ့ကျမ်းမာကြီးကအစားပေါ့เนาะသူဒီနေ့ဘာလေးနဲ့စားလဲဆိုတာအဆုံးပေါ့เนาะအခုခရစ်ရှင်ကြာတော့အကုန်လုံးလုပ်ပေးတယ်လीဟုတ်အခုဒီနေ့ဒီချိန်ထိပေါ့เนาะခရစ်အခုလိုမျိုးအဲပြိတ္တကြီးနဲ့ ထိတွေ့ခွင့်ရတဲ့နော်အလုပ်အနုပညာအလုပ်လေးတွေအမြဲတမ်းလုပ်ခွင့်ရနေရဆိုတာ Chris ကိုအားပေးနေတယ်ပြိသက်တွေရဲ့အချစ်ချင်းမြတ်တာတွေကြောင့်မအားကြောင့်ကျေးဇူးများကြီးတင်ပါတယ်လို့ဆက်ပြီးလဲအားပေးကြပါအောင်ကျေးဇူးပါရှင့်